င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်တောင်ကူလေစိတ်ကိုဝရစိန်ဖွဲ့ကအသေးခံဒရုန်းနဲ့တိုက်ခိုက်ပဲခူးတိုင်းကေတုမတိတောင်ကူလေစိတ်ကိုအစင်မြဲ FPP အသေးခံဒရုန်းနဲ့တိုက်ခိုက်ရမှာလေကြောင်းထိန်သိမ်းမျောစင်တဲ့ဇမ်မာရီထိုင်းနေရာထိခိုက်မှုရှိရလို့ဝရစိန်ဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောတယ်လေကြောင်းကာကွယ်စင်စင်ကိုကြော်ဖြတ်ပြီးလေတပ်ဝင်တဲ့ကို Anti Jumping FPP ဒရုန်းနဲ့ဝန်ရောက်တိုက်ခိုက်ခဲ့တာပါ နစီကအပြစ်မဲ့ကိုတိတိကျကျပဲကျန်နစီကတော့နှင်းတအားကြလို့လဲချော်သွားခဲ့လို့စစ်စင်နဲ့ပတ်သက်ပြီးပြောတယ်။ဒီစစ်စင်ကိုဒီဇင်ဘာ၄ရက်နေ့မနက်၈:၅မိနစ်မှာဝရစိန်တပ်ဖွဲ့ကဦးဆောင်ပြီးမြေပြင်တိုက်ခိုက်မှာမိန်းနေနဲ့တန်တော်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပူးပေါင်းပောင်းခဲ့လို့သတင်းထုတ်ပြန်တယ်။ဒီစစ်စင်က Operation Thunder Pro လို့အမည်ပေးထားပြီးတော့တနိုင်ငံလုံးကပြည်သူ့ရဲ့အသက်အိုးအိမ်စီစဉ်တွေကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်နေတဲ့စစ်ကောင်စီကိုပြန်လည်ထိုးစစ်ဆင်သွားမယ်လို့ဥရစိန်ဖွဲ့ကထုတ်ပြန်ထားတယ်လို့ Operation Thunder Block အနေနဲ့လှုပ်ဆောင်တဲ့ပထမဆုံးလုပ်တဲ့စစ်ဆင်ရေးလို့သိရပါဗျ။ တိုက်ခိုက်မှုကြောင့်လေရင်တပ်စင်ထိန်ချုပ်တဲ့လေကြောင်းထိန်သိမ်းမျှော်စင်တဲ့ drone တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့တပ်စင်တိုင်းစစ်ကောင်စီအကြမ်းမှာဆက်တွေ့မိတာမှုရှိခဲ့လို့ဆိုတဲ့တော်တော်ကျင်နဲ့ပိုင်ကျွန်တော်ရန်သူလေကအေရိယာထဲမှာတည်တည်ငြိမ်ငြိမ်တိုက်ခိုက်နိုင်ခဲ့တာလို့စစ်စင်နဲ့ပတ်သက်ပြီးအထပ်ပါတောင်းရင်ခံကပြောတယ်ဒီတိုက်ခိုက်မှုဒီမှာစစ်တပ်ဘက်ကနေအမိုက်တာတိဖာရဟန်းနဲ့ပြန်လဲတိုက်ခိုက်မှုရှိခဲ့လို့ရဇိန်ဖွဲ့ကအသိပေးတယ်။ကျွန်တော်စစ်တိုက်တိုက်ပွဲဝင်မှာမယ်။ဤပညာနဲ့ operator ရဲ့အစင်းတင်မှာကျွန်တော်တပ်ဖွဲ့ကိုကမဖောင်ပြန်ပဲလဲသုံးစားမလုပ်ဖွဲ့တော်လိုင်းအတွက်ပြည်သူတွေအတွက်အလုံးလုံးခွင့်ပြုပါလို့အထက်ပါတဲ့နေ့ပြန်ကြားရတောင်းခံကပြောတယ်။ ဆက်လက်ပြီးပခောက်ကုန်းနယ်မြိုင်မြို့နယ်အဆက်မစစ်သားရိုက်လိုက်ပိုင်ကားတစ်စီးနဲ့ဆက်ကြောင်းမိုင်ဆွေမှုဆက်သားလောင်တလောင်နဲ့ခဲများတင်စီရရှိပြီးပြည်သူနှောင်းကိုလည်းကဲထုံနိုင်ကဲမကွေးတိုင်းပခောက်ကုန်းမြို့နယ်နဲ့မြန်မြို့နယ်အဆက်မှာစစ်သားရိုက်လိုက်ပါလိုက်ကားတစ်စီးနဲ့စစ်ကြောင်းမိုင်းချတိုက်ခိုက်ရာဂျပန်စစ်သားအလောင်းတလောင်းနဲ့ခဲအနေတင်စီအားရှိပြီးပြည်သူနှောင်းကိုလည်းကဲထုံနိုင်ခဲ့ကြောင်းကမ္မဒေသတော်လည်းတပ်ပေါင်းစုတောင်းရှိသူကပြောတယ်။ဒီဇင်ဘာလရဲ့နေ့မှာညောင်ချစ်ပင်ဖြူဆက်ခန်းမှာဂျပန်စစ်သားရိုက်လိုက်ပါလိုက်ကားတစ်စီးကိုတော်လင်းတပ်ဖွဲ့ကမိုင်းချတိုက်ခိုက်ခဲ့ကြောင်း မိုင်းဆက်လိုက်ခိုက်မှုတွင်စစ်သားရေဒီကိုင်းမှုရှိပြီး၎င်းတို့စီးနင်းလာတဲ့ကားဝလန်ပိုက်တနေရာမှာထားခဲ့ပြီးထွက်ပြေးသွားကြောင်းသိရတယ်။အကြမ်းဖက်စစ်သားရဲ့ဖမ်းဆီးလိုက်ကားပေါ်မှာလိုက်ပါလိုက်ကမမျိုးအမှတ်3ရပ်ကွက်ကနေပြည်သူနာကိုလည်းကမတပ်ပေါင်းစုကလည်းမြေရှင်းနေပြီးကဲထုတ်နိုင်ခဲ့ကြောင်းသိရတယ်။အလားတူရင်းနှီးမှာပခုတ်ကိုခံရတွင်ဆက်ကြောင်းထုတ်လာတဲ့ဂျပန်စစ်တပ်မိထီလာတမ90ကိုလာကန်ခါမ410တန်ရင်410တန်ရင်နဲ့410တန်ရင်နဲ့မှာစစ်သားတွေလိုက်ပါတဲ့ဆက်ကြောင်းတော်လိုက်တဖွဲ့ကပခုတ်ကိုမြို့နယ်နဲ့မြိုင်မြို့နယ်မှာမိုင်းဆက်တိုက်ခိုက်ရာစစ်သားတွေတိုက်ခိုက်တိုက်ဆုံမှုရှိခဲ့ပါတယ် ထို့မိုင်းဆွဲလိုက်ခိုက်တဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့တွေကလည်းမြေရှင်းလေးပြုလုပ်စဉ်စစ်သားအလောင်းတောင်းနဲ့လက်နက်ကြီးကြီးတွေပါဝင်ခဲနေတဲ့ဆရာရှင်ခဲ့တယ်။ပကောက်ကူနယ်မြိုင်ဆက်မှာစစ်ခွေးစစ်ကြောင်းကိုစစ်ခွေးလိုက်ပါလာတဲ့ကာဝမိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေးဒီခိုက်မှုများတယ်။ကျွန်တော်လည်းမြေရှင်းလေးနဲ့ချိန်မှာတော့စစ်ခွေးလောင်းတလောင်းနဲ့ခဲနေတဲ့ဆရာရှင်ရဲ့စစ်ခွေးတွေဗန်လာပြည်သူနယ်ကိုလည်းကဲထုံနိုင်ခဲ့လို့ကမ္မတင်တာတော်လိုင်းတပ်ပေါင်းစုမှတောင်းရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို ကမတပေါင်းစုကမကွေး PDF မြိုင်ဘက်ကဖပပကဘဒေတာတွင်တပေါင်းစုတွေဖြစ်တဲ့ပခုတ်ကိုခိုင်လိုကဲတက်ရင်ပခုတ်ကိုခိုင်စစ်ကြောင်းနဲ့ပပလုဆောင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးပေါ့မြွနယ်မှာစစ်တပ်ကပြည်သူလေးကိုဖမ်းဆီးပြီးတော့လက်ချောင်းနဲ့နေရတို့ကိုဖျက်တောက်ခဲ့မကွေးတိုင်းပေါ့မြွနယ်မှာဂျပန်စစ်တပ်ကပြည်သူလေးကိုဖမ်းဆီးပြီးလက်ချောင်းနဲ့နေရတို့ကိုဖျက်တောက်ခဲ့ကြောင်းမကွေးတိုင်းပြည်သူ့ကာကွယ်ဖွဲ့ပကဖတောင်းရှိသူကပြောတယ်။နိုဝင်ဘာလတွင်ပေါ့မြွနယ်ကိုစစ်ကြောင်းထုတ်ခဲ့တဲ့စစ်တပ်ကပ္ပဆ24မှာထွက်လာတဲ့စစ်ကြောင်းကမမြွနယ် ကောင်းမြွနယ်နောက်တောင်ဘက်မှာရှယ်တဲ့ပင်ရွာနဲ့မကြီးကုန်းရွာကိုဝင်ရောက်စီနေစဉ်တဲပင်ကျဲမှာအသက်20နှစ်ရွယ်ဖြိုးဝေစော်20နှစ်ရွယ်ခိုင်လင်းအောင်16နှစ်ရွယ်မင်းခန့်စော်နဲ့မကြီးကုန်းရွာမှာ25နှစ်ရွယ်ပြည့်စုံဝင်းတို့ကိုဖမ်းဆီးခဲ့ပါတယ်။ထို့သောဖမ်းဆီးခဲ့ပြည်သူတွေကိုစစ်ဆေးမေးမြန်းပြည်သူတုံးကိုလက်နောက်ပြန်ကြိုးတော်ပြီးတစ်တုံးမှာတင်ကလက်ညှိုးတွေကိုဖျက်တောက်ခဲ့ကြောင်းထို့ပြင်ပြည်သူတုံးကိုလည်း၎င်းတို့စစ်ဆေးမေးမြန်းစဉ်စကားထည်သည့်ဥဆိုကနေဖျက်တောက်ခဲ့ကြောင်းသိရတယ်။ ရင်းသူပြည်သူလူကိုဖမ်းဆီးနှိပ်စက်ပြီးနောက်ပေါ့မြုံနယ်မြောက်ပိုင်းကိုဆက်ကြောင်းတွက်လမ်းတစ်လျှောက်မှာလူသားတိုင်းပြင်းရှေ့ဆောင်ကထားပြီးစိတ်လုခဲ့ကြောင်းနိုဝင်ဘာ20ရက်နေ့မှာဂျပန်စစ်တပ်စစ်ကြောင်းကငဖောင်ကန်ဂျီယာကိုရောက်ရှိခြင်းလူသားတိုင်းပြင်းဖမ်းဆီးသားတွေကိုပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီစစ်ကွေစစ်ကြောင်းကအင်အားညှာခံပါတယ်။စစ်ခွေတွေကနေတွေကိုမိရှူရာရှိတယ်။ဂျီယာတွေကိုမိရှူဖြတ်စီရပြည်သူတွေကိုတပ်ဖြတ်ခဲ့တာမတိုင်းချင်းတပ်ဖြတ်ခဲ့တာပြင်းစစ်ခွေတွေတို့အများပြကျူးလွန်ခဲ့ပါတယ်။ နေရတိကြကတော့ကျွန်တော်စီမှာရောက်ရှိထားမျိုးတော့မရှိသေးပါဘူးကျူးလွန်ခဲရတော့ဆက်ကြောင်းထွက်လမ်းတစ်လျှောက်လုံးပါပဲခွေးတက်ကပြန်လှုပ်ပေးလိုက်တာဖမ်းမိစစ်သားတစ်လျှောက်လူသားတိုင်းလှုပ်ခဲတယ်မသေးလို့ပြန်လှုပ်ပေးလိုက်တာပါထို့ပြင်ဂျပန်စစ်တပ်စစ်ကြောင်းကမျိုးသမီးအပိုင်းပြည်သူဆက်ချောင်းကိုလည်းမတိုင်းကျင့်တက်ဖြတ်ခဲ့ပြီးကျေးရဆယ်ကိုနဲ့ဆစ်ဆောင်စကန်တခုကိုမိရှုပ်ဖြတ်စည်းခဲ့ခြင်းကြောင့်နေ85လုံးနဲ့ဆစ်ဆောင်တန်း30လုံးမိလောက်ပြကြားခဲ့တယ် ။အကြပ်ဆက်တဲ့ဆရာဆွဲမှုကျွလွန်သူတွေလူခွေချုပ်ဖောက်မှုတွေကပြီးဆုံးသွားပြီမဟုတ်ပဲမကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့်ကြပ်ဆက်တဲ့အလုံးစုံတိုက်ခိုက်နိုင်ဦးတီကပြည်သူလူထုအတွက်တရားမျှတမှုပြန်လည်ရရှိရသည့်မဆုံမနစ်တိုက်ပွဲဝင်သားမည်ဖြစ်ကြောင်းမကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတ်တောင်းရှိသူကဆက်လက်ပြောဆိုပါရယ်။ ဆက်လက်ပြီးတနက်ကင်းခွာနေသူတွေခွင့်ယူနေသူတွေတပ်ပြေးတွေပြန်လာကြရတဲ့ပြန်မလာပါကအရေးယူသွားရှိကြောင်းစကိုင်းခေတရင်တုံးကပြောကြတော်လိန်ကလာအရေးကြီးချိန်ဖြစ်တာကြောင့်ကျောင်းမြွတ်မြွတ်နဲ့တနက်ကင်းခွာနေသူတွေခွင့်ယူသူတွေနဲ့တပ်ပြေးရဲဘော်တွေနဲ့မိခင်တိုင်ထက်ပြန်လာပြီးတောင်းဝင်ထမ်းဆောင်ကြဖို့နဲ့တပ်မတ်ရဲ့အတွင်ပြန်မရောက်ရင် ဖန်စီရဲယူခံနိုင်ခြင်းရှိကြောင်းစကိုင်းကဲအမှတ်တုံတိုင်တောင်ရှိသူကပြောတယ်စကိုင်းကဲအမှတ်တုံတိုင်ရဲ့ဒီနေ့ထုတ်ပြန်ချက်ထဲမှာတန်ရေးစတဲ့ဒီထောင်ချိန်ကလေးကဒီနေ့အထိချိန်ဒီအကြောင်းမျိုးမျိုးနဲ့တန်ရေးကနေကိန်းခွာနေသူတွေခွင့်ယူနေသူတွေခွင့်မဲ့တပြင်းရဲပေါ်တွေအနေနဲ့တန်ရင်းရှီအမြန်ဆုံးပြန်လာပြီးပြန်လည်တဝင်ထမ်းဆောင်ကြဖို့ဆင့်ခေါ်ထားဖြစ်ပါတယ်အရေးအတွက်ပြောလို့မရပါပဲတပြေးတက်ကင်းကွာဆိုတာကျွန်တော်မှမဟုတ်ပါဘူးတတိုင်းမှာရှိရလုပ်ငန်းစဉ်တွေအတိအကျ မကြတဲ့အချိန်ကနားလည်မှုနဲ့ခွင့်ရရှိပေးထားရှင်ဒါတွေကိုအခုချိန်မှာရေးကြည့်နေလို့ပြန်လဲစုဖွဲ့တာပါလက်ရှိချိန်ဟာတော်လိုင်းကာလာတိအရေးကြီးချိန်ဖြစ်တာကြောင့်တက်တဲ့ကွင်းကနေသူတွေအနေနဲ့ဒီဇင်ဘာ30ရက်နေ့နောက်ဆုံးတာတင်ပို့တင်ကြောင်းနဲ့မလာရောက်ရင်တရင်ကထုတ်ပြန်တဲ့အစီအမံစည်းကမ်းနေနဲ့ညီအရေးယူခံနိုင်ကြောင်းစကိုင်းခိုင်အမှတ်တုံးတရင်ကထုတ်ပြန်နေတကယ်လို့တမရရဲ့တွင်အတိပေးဆက်သက်လာမယ်ဆိုရင်ပြစ်တန်ရှော့ပေါ်တာပေါင်းပြစ်တန်ကလခွင့်တွေပါရရှိမယ်လို့သိရတယ်သူကပဲဆက်လက်ပြီးတပြင်းရဲပေါ်အင်းနဲ့လည်းတချို့ပြစ်တန်နေရှော့ပေါ်ပြီးမယ် ဆိုင်းရံပေးရရှင်ရပြန်မလာတော့ကျွန်တော် PDF ကချမှတ်ထားဒီဇယ်ဥတွေနဲ့ညီဆက်ပြီးလောက်ဆောင်သွားမှာလို့ပြောခဲ့ပါတယ်။အခုလိုတပ်ပြင်းရဲပေါ်တွေတိုင်းကဲကနေသူတွေကိုတိုင်းစီပြန်လဲစင်ကောမောဒီတစ်ဖွဲ့နီးနေတယ်မဟုတ်ပဲတခြားပြည်ဥလင်ခိုင်တွင်ကတိုင်းအင်းတွေနဲ့လောက်ဆောင်ထားရလို့သိရှိရပါတယ်။ဆလပီ energy ကကွယ်ဝင်ကြီးဌာနအောက်မှာမရှိတဲ့တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းလုံးဝမလုပ်ရဲဘကုတိုင်းစစ်ဌာနအမိန့်တော့ဘကုတိုင်းစစ်ဌာနကုကဲမှုအောက်မှာရှိပြည်သူကကွယ်ရေးတပ်မတော် PDF ယူပါတယ် တိုင်းတပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ပေါက်ကဖိုင်အနေနဲ့ကိုယ့်နယ်မြေတွင်မဟာမိတ်တွေကလည်းလူအန်ယူဂျီကာကွယ်ဝင်ကြီးဌာနကုကဲမှုအောင်မှာမရှိရဘဲလက်နက်ကိုင်ဖွဲ့စည်းကုန်မစိုးလက်ခံထားရှိခြင်းနဲ့ပူပေါင်းဆောင်ရွက်ခြင်းတွေလုံးဝမလုပ်ကြဘူးကိုနိုင်စစ်ဌာနကညွှန်ကြားလိုက်တယ်။လက်ရှိချိန်ကတော်လိုင်းချီ ရဲကြဲအမြင့်ဆုံးကာလဖြစ်တာနဲ့ညစီယနာရှင်ကိုတဆုတစီတဲ့စူပေါင်းညိုစာတွန်းလှန်တိုက်ထွက်မယ်အချိန်ကဖြစ်ပါတယ်။ဒါပေမဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့မှရှေ့တိုင်းတပ်ဖွဲ့တွေကြအချင်းချင်းတွေ့ခွဲစေဖို့အင်အားယုံရော့စေဖို့ပြည်သူတွေထင်မြင်လွဲမှားစေဖို့ကြံစည်စားနေမှုတွေရှာကြောင်းခုလိုညွှန်ကြားရတာဖြစ်ပါတယ်။ဒီလိုမျိုးမလိုလားတဲ့ပြည်သူနိုင်မဖြစ်စေဖို့အတွက်ကိုကဲမှုအစဉ်စဉ်ကို စံပြုတ်တီမြဲမိန်နဲ့ညီဖွဲ့စည်းဆောင်ရွက်ခါစစ်တဲတော်ကျုံ့တွေကိုအလေးထားလိုက်တာဆရာကြီးကြီးကြပ်ဆောင်ရွက်ဖို့ကာကွယ်ဝင်ကြီးဌာနအောက်မှမရှိအဖွဲ့တွေကိုလက်ခံထားခြင်းပူပေါင်းဆောင်ရွက်ခြင်းလုံးဝမပြုလုပ်ဖို့ညွှန်ကြားလိုက်တာပဲဖြစ်ပါတယ်။ဆလာမီပခုတ်ကုတ်ခိုင်တွင်ဂျပန်စစ်ကြောင်းနဲ့တိုက်ပွဲလေးချိန်ဖြစ်ပွားပြီးဖမ်းဆီးခံရရတနှံကိုကဲထုံနိုင်ခဲ့မကွေးတိုင်းပခုတ်ကုတ်ခိုင်တွင်စစ်ကြောင်းတို့များလည်းတက်မှတ်69လက်အခန့်တိုင်အင်းနေနဲ့ထိထိတိုက်ပွဲလေးချိန်ဖြစ်ပွားဂျပန်စစ်သားအလောင်းနေနဲ့ခဲနေသိမ်းစီရမိခဲ့ပြီးရတနှံကိုမှကဲထုံနိုင်ခဲ့ကြောင်းကမ္မဒေသတော်လိုင်းတပ်ပေါင်းစုတောင်းရှင်သူကပြောတယ်။ ဒီဇင်ဘာလစပိုင်းကစားလို့ပခုံးခရိုင်တွင်ပခုံးကွန်းနယ်မြိုင်မြို့နယ်အဆက်တွင်မှဂျပန်စစ်ကြောင်းနဲ့တွန်လိုင်းတပ်တွေထိတဲ့တိုက်ပွဲ၄ချိန်တက်မနေဖြစ်ခဲ့ပြီးစစ်အုပ်စုထိခိုက်မှုတွေရှိခဲ့ပါတယ်။ဂျပန်စစ်ကြောင်းမှမိတီလာတမ69လက်အကန်ခါမ439 438နဲ့439တိုင်းနဲ့ပါဝင်ပြီးတွန်လိုင်းတပ်တွေကပျောက်ကြားမိုက်ဆက်တိုက်ခိုက်ခဲ့ရတဲ့ထိတဲ့တိုက်ပွဲ၄ချိန်ထိပေါ်ဆောင်ခဲ့လို့သိရတယ်။ အဲဒီတိုက်ခိုက်မှုကြောင့်စစ်ကောင်ပြင်းတပ်သားများပြားထိခိုက်ပြီးကမ္ဘောပါလာကမ္မမျိုးကအရတားနှစ်ယောက်ကိုလည်းတွန်းလင်းတွေ့တွေကဲထုံနိုင်ခဲ့တယ်။ဒါအပြင်ဒီစင်မာလေးရမနေကလည်းအဲဒီတမတ်69လောက်ကစစ်ကြောင်ကိုကန့်တော်ရအနီနာမှာထမံမိုင်းဆက်တိုက်ခိုက်နိုင်ခဲ့ပြီးဂျပန်စစ်သားအလောင်းတလောင်းနဲ့အခမ်းအချွန်ရရှိခဲ့တယ်။ဒီတိုက်ခိုက်မှုကိုကမ္မတပ်ပေါင်းစုနဲ့အတူမကွေး PDF မြိုင်ဘက်ကဖပေါက်ဘက်ကဖဒေသတင်တပ်ပေါင်းစုပုဂ္ဂိုလ်ကိုင်းလိုကဲတိုင်းနဲ့နဲ့ပကုတ်ကိုင်းစစ်ကြောင်နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။နောက်ဆက်အောင်ပြကြရတဲ့အတွက်ဒုပင်ကျေးဇူးတင်ရှိပါရရှင်။